ဆာကိုကပရီးမီးယားလိမ်းနဲ့ဒိမ်မကိုင်းညီသေးတယ်လို့ယုံကြည်မှုလည်းနည်းနေသေးတယ်လို့စပါးနဲ့ပွဲပြီးမှထောက်ပြလာခဲ့တဲ့ဘာဘာတော့ပရင်းသမီးအလုံးဝမိလာပါများမန်ချက်စတာဖော်ဆောင်ကနေပြန်လဲကြိုးစားလိုက်ပါရင်စပါးနဲ့ပွဲမှာမြင်တွေ့ခဲ့ရတဲ့ဆာကိုရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ယူနိုက်တက်ဆင်ပေါ်ကဘာဘာတော့ကဆာကိုနေနဲ့အခုလောအခွင့်အကောင်းတစ်ခုကိုလွဲချော်ပြီးတရားရသွားတာကိုကြည့်ရရင်သူ့အနေနဲ့အရှင်ယုံမြန်ဆန်နဲ့ပရီးမီးယားလိမ်းနဲ့ဒိမ်ကိုင်းညီသေးပုံမပေါ်သေးလို့ကိုယ့်ကိုယုံကြည်မှုလည်းနည်းနေသေးပုံရပါတယ်လို့မှတ်ချက်ပေးပြောကြားလာခဲ့ပါရင်ဘာဘာတော့ဆိုတော့ကမ္ဘာဘောလုံးအတိုင်းအဝိုင်းမှာသူ့ရဲ့အဆင့်တန်းတဲ့သူရည်တည်နိုင်ခဲ့သူပါ တို့မှာပရီးမီယံလိကိုကိုရိုင်းကစားခဲ့တဲ့အတွေ့အကြုံရှိသလိုကစားမတယောက်ရဲ့စိတ်သဘောထားနဲ့ဖွံ့ဖြိုးမှုအဆင့်တွေကိုနားလည်ခဲ့တဲ့သူပါဒါကြောင့်သူရဲ့မှတ်ချက်အတမ်းမှတ်မဟုတ်ပါဘူးအတွေ့အကြုံတွေအများကြီးကိုခြေခံထားပြီးတော့ပြောတဲ့စကားဖြစ်ပါရင်ဘဘတော့ကအရှင်ဦးမြန်ဆန်နဲ့ပရီးမီယံလိနဲ့တိတ်ကိုင်းညီသေးဖို့မပေါ်ဘူးဆိုတဲ့နေရာကိုကြည့်ရင်သူအနေနဲ့ဒီလေးရဲ့သဘောတဘာဝကိုကောင်းကောင်းနားလည်ထားတယ်ဆိုတာသိတာပါရင်ပရီးမီယံလိကကမ္ဘာအမြန်ဆုံးအပြင်းထန်ဆုံးစိတ်ပြေစင်မှုအများဆုံးလေးတစ်ခုဆိုတာအလုံးသိပါဒီမှာအောင်မြင်မှုဆိုတာကစွမ်းရည်တစ်ခုလည်းမလုံလောက်ပါဘူးစိတ်ထဲကြံ့ခိုင်ဖို့ဆုံးဖြတ်ချက်မြန်ဆန်ဖို့ တရားတွေကိုခံနိုင်ရင်ရှေ့မှုတွေလိုအပ်ပါတယ်။စကောအသက်နဲ့ဆက်တဲ့နေရွယ်လူငယ်ကစားမတယောက်ပါ။သူမှာရုပ်ပိုင်းဆိုင်ရာအချက်တွေဖြစ်တဲ့အရက်ရှိတာကိုခန္ဓာကြမ်းခိုင်တာခေါင်းထိုက်ကောင်းတာစတာတွေမှာတာလုံနေပါတယ်။ဒါပေမဲ့ပရီးမီးယားလိမှာအောင်မြင်မှုဆိုတာကဒီလိုရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေနဲ့မလုံလောက်ပါဘူး။သူရဲ့အဓိကပြဿနာက decision making လို့ခေါ်တဲ့ဆုံးဖြတ်ချက် ချနိုင်စွာပါ။ပရီးမီးယားလိမှာကစားမတယောက်ဟာစက္ကန့်ပိုင်းအတွင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်မှုလို့ပါတယ်။ ဘောလုံးကအမြန်ဆန်းသွားရွေးလျားနေတယ်ပြန်မဲ့ခံစင်မိုးတွေကကြစ်လက်တဲ့အခွင့်အရေးကစက္ကန့်ပိုင်းပဲရှိပါတယ်ဒီလိုချင်းနေမျိုးမှာဆက်ကွင်းရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်နဲ့မမျှကြသေးဘူးလို့ဘဘကျော်ကထောက်ပြခဲ့တာဖြစ်ပါတယ် ဘာလို့မှ confident ယုံကြည်မှုဆိုတာအင်မတန်ရေးကြီးတဲ့အချက်ပါကစားမတယောက်ယုံကြည်မှုပြည့်ဝနေရင်သူ့ရဲ့စွမ်းရည်ကိုတရားခိုင်နှုန်းကျော်တဲ့အထိရောက်အောင်ဆွဲထုတ်နိုင်ပါတယ်ဒါပေမဲ့ယုံကြည်မှုနည်းနေရင်သူ့မှာရှိတဲ့စွမ်းရည်ရဲ့50 60ရာခိုင်နှုန်းလောက်ပဲပြတ်သားနိုင်ဖို့အင်မတန်ယုံကြည်ရတဲ့ပါတယ်စကောမှာယုံကြည်မှုပြဿနာရှိနေတယ်ဆိုတော့သူ့ရဲ့ကစားဟန်ကနေသိတာထင်ရှားနေပါတယ်အထူးသဖြင့်ရှေ့တန်းမှာတကူတဲ့ကစားရတဲ့ striker ဖြစ်သူ့မှာရွေးချယ်စရာအမားနဲ့အမှန်ကိုချိန်ဆနိုင်တဲ့စိတ်ဓာတ်မရှိသေးပါဘူး ။ဟိုမှာဘောလုံးရလာရင်ချက်ချင်းကန်မလား၊ထိမလား၊ဘယ်ဘက်ကိုရွေးမလား၊ညာဘက်ကိုရွေးမလား၊ဒီလိုဆုံးဖြတ်ချက်တွေကိုစကူကမမြန်ဆန်ဆန်မလုပ်နိုင်သေးပါဘူး။ပေမယ့်နေ့ကကဘာခက်ခဲဆုံးလေးတစ်ခုတော့ကျွမ်းကျင်သူတွေကတတ်မှတ်ကြပါရင်ဒီမှာကစားမတိုင်း၊ရုပ်ပိုင်း၊စိတ်ပိုင်း၊နှီးပြပိုင်းသုံးမျိုးစလုံးမှာအဆင်ပြေမှုလိုအပ်ပါရင်ဘလို့ဟာရင်လဲဆိုတော့ရုပ်ပိုင်းဆိုင်ရာမှာအပြေးမြန်ရမယ်၊ချမ်းခံရမယ်၊ရှင်ပြိုင်မှုအားကောင်းရမယ်စိတ်ပိုင်းဆိုင်ရာမှာဖိအားခံနိုင်ရှိရမယ်၊ဆုံးဖြတ်ချက်မြန်ဆန်ရမယ်၊ယုံကြည်မှုပြေဝရမယ် နေပြည်တော်ပိုင်းမှာအတင်းအစီအစဉ်ကိုနားလည်ရမယ်။ပြိုင်ပွဲရဲ့အားလင်းချက်ကိုဖမ်းမိရမယ်။ဒီအချက်၃ချက်ဖြစ်ပါရင်ဆက်ကောကဒီ၃မျိုးအနက်ရုပ်ပိုင်းဆိုင်ရာမှာတော့ပရီးမီးယားလိအဆင့်နဲ့ကိုင်းနေနေပါပြီ။ဒါပေမဲ့စိတ်ပိုင်းနဲ့နေပြည်တော်ပိုင်းမှာလိုအပ်ချက်တွေရှိနေပါသေးတယ်။ဆက်ကောလိုမျိုးလူငယ်အစားမတွေအတွက်ပရီးမီးယားလိဆိုတာကကြီးမားတဲ့စင်ကောမှုတစ်ခုပါ။ဒီမှာအောင်မြင်မှုဆိုတာကတရားထဲနဲ့မဖြစ်နိုင်ပါဘူး။အချိန်ယူရမယ်၊အတွေ့အကြုံယူရမယ်၊ကိုယ့်ကိုပြင်ဆင်ရမှာဖြစ်ပါရင် ကမ္ဘာအဆင့်ကစားသမားကြီးတွေဖြစ်ကြတဲ့ Red Bull ကိုရင်ကပရီးမီးယားလိဂ်ကိုပထမဆုံးရောက်ချိန်မှာအခက်အခဲတွေ့ခဲ့တာပါဒါပေမဲ့သူတို့ကဒီအခက်အခဲကိုကျော်လွှားနိုင်ခဲ့ပါတယ်ဆက်ကိုတွေ့လဲဒီလိုပဲဖြစ်ဖို့လိုအပ်ပါတယ်ဘဘာရောရဲ့မှတ်ချက်ကိုနည်းနည်းချမ်းချမ်းသုံးသပ်ကြည့်ရင်သူကဆက်ကိုဝေဘန်နာထက်လမ်းညွန်တဲ့သဘောပေါ်ပါတယ်သူပြောတယ်အရှေ့အမြန်ဆန်တဲ့ပရီးမီးယားလိဂ်နဲ့တိတ်ကိုင်းကြီးသေးဖို့မပေါ်ဘူးဆိုတဲ့စကားကဆက်ကိုအတွက်ဘာတွေလုံးသိနေဆိုရင်ညွှန်ပြချက်ပဲဆက်ကိုအနေနဲ့ပရီးမီးယားလိဂ်ရဲ့အရှေ့ကိုလိုက်နိုင်ဖို့ဆုံးဖြတ်ချက်ချမှတ်မှုကိုမြန်ဆန်အောင်လုပ်ရမယ်ယုံကြည်မှုတည်ဆောက်ရမယ်ဖိအားကိုခံနိုင်ရှိအောင်လုပ်ရမယ်မြို့ရပိုင်းပညာရည်တွေကိုပုံမိုလေးလာရမှာဖြစ်ပါတယ် အချုပ်ဆိုရင်ဘဘတော်ရဲ့အမှတ်ချက်ကရှကိုကိုဝေဘန်နာထက်လမ်းညွန်တဲ့သဘောပေါ်ပါရင်စကူမှာအရှိချင်းရှိတယ်ဒါပေမဲ့ပရီးမီးယားလိဂ်ရဲ့စိန်ခေါ်မှုကတုထက်ကြီးတယ်ဒါကြောင့်သူ့နေနဲ့ကိုကိုမြင့်တင်ဖို့လိုအပ်နေပါရင်လူငယ်စားမတယောက်ရဲ့ဖွံ့ဖြိုးမှုကီးကရေရှည်ခေးပါစကူအတွက်ဒီအဆင့်ကိုကျော်လွှားနိုင်မယ်ဆိုရင်သူကကမ္ဘာအဆင့်မှာစထရိုက်ကာတယောက်ဖြစ်လာနိုင်စွမ်းရှိနေပါရင်ညီကိုတို့ကရောစပါးနယ်ဘွဲကစကူရဲ့ခြေစွမ်းပေါ်ဘယ်လိုမြင်ကြလဲပြောပြခဲ့ကြပါဦးအစောနေ့တရှိပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူပဲတင်ရှိပါရခင်ဗျာ